မင်္ဂလာပါခင်ဗျာရှမ်းကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အာရကတတော် AA နဲ့ PDF ပူပေါင်းတပ်တွေထိုးဖောက်ဝင်ရောက်နေတယ်။ဘကိုးတိုင်းကဗတောင်းမြို့နယ်နဲ့ KIA PDF ပူပေါင်းတပ်တွေဆင်နှွက်နေတဲ့ဗမော်မြို့သိမ်းတိုက်ပွဲတွေအတွင်းကရှေ့တန်းစစ်မြေပြင်တွေမှာစစ်မှုတပ်သားတပ်ပေါင်းရာနဲ့ချီတိုက်ဆုံနေမှုတွေဟာနေပြည်တော်ကိုဂျင်းနဲ့ဝင်ရောက်လာပြီးမြက်တဆိုင်ရမိဘတွေစီစစ်ကောင်စီဘက်ကအတိပိတ်အကြောင်းကြားတာမျိုးမရှိဘူးလို့ဆိုပါတယ်။ မန္တလေးတိုင်းကပကံညောင်ဦးလက်မိုက်မှာအင်စီကနဲ့လာတဲ့အချက်ပစစ်ကောင်စီလက်အောက်ခံပြူစော်တီဇွန်မြင့်နဲ့အောင်စုံဝင်းဆိုသူတို့နှစ်ဦးကိုတော်လန်ရေးတပ်တွေကအရှင်ဖမ်းဆီးနိုင်ခဲ့ပြီမဲ့ခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရင့်နေပဲနှစ်ဦးစလုံးသေကုန်ကြပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရောဇက်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အရကန်တော် A နဲ့ PDF ပူပေါင်းတပ်တွေထိုးဖောက်ဝင်ရောက်နေတဲ့ဘကိုးတိုင်းကမတောင်းမြို့နယ်နဲ့ ဒီအိမ်ပီတဲ့ပူပေါင်းတပ်တွေဆင်နှဲ့နေတဲ့ဗမော်မျိုးတိမ့်တိုက်ပွဲတွေအတွင်ကရှေတန်းစစ်မြေပြင်တွေမှာစစ်မှုထမ်းတပ်သားတပ်ပေါင်းရာနဲ့ချီတေဆုံးနေမှုတွေဟာနေပြည်တော်ကိုချင်းနှံဝင်ရောက်လာပြီမဲ့တပ်ဆိုင်ရာမိဘတွေစီစစ်ကောင်စီဘက်ကအတိပေးအကြောင်းကြားတာမျိုးမရှိဘူးလို့နေပြည်တော်စစ်တပ်တရင်အရင်မြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့ပြီးခဲ့တဲ့ဖေဖော်ဝါရီလပိုင်းကနေအခုမတ်လနှောင်းပိုင်းအထိအရခတတော်အေးနဲ့ပီတီအပူပေါင်းတပ်တွေထိုးပေါက်ဝင်ရောက်နေတယ်။ဘကိုးတိုင်းကပတောင်းမျိုးနဲ့ ် GIB တဲ့ပူပေါင်းတက်တွေဆင်နှဲ့နေတဲ့ဗမော်မျိုးသိမ်းတိုက်ပွဲရှေ့တန်းစစ်မြေပြင်တွေမှာစစ်မှုထမ်းတပ်သားတွေပေါင်းယာနဲ့ကြီးတေဆုံနေမှုတွေဟာနေပြည်တော်ကိုကျင်းနှံတွေဝင်ရောက်နေတယ်ဆိုပါလေအဲ့ဒီကျင်းနှံတဲ့မှာလည်းစစ်မှုထမ်းတပ်သားတွေအယောက်300ကျော်တေဆုံထားတယ်လို့ဖော်ပြထားပြီးဒါတောင်ကျင်းနှံတဲ့မှာလည်းဖော်ပြထားတဲ့အရေးအတွက်ဖြစ်တယ်လို့မြေပြင်မှာဆိုရင်ဒီထက်ပိုများနိုင်တဲ့အခြေအနေမှာရှိနေတယ်လို့လည်းနေပြည်တော်စစ်တပ်တရင်ကြီးမိကပြောထားပါတယ်အဲ့ဒီလို့ စစ်မှုရန်တသားအစ်တစ်ပေါင်းရာနေချီတေဆုံးနေတဲ့ဂျေနန်ဒဲကသက်ဆိုင်ရာစစ်မှုရန်တသားအစ်တစ်တွေရဲ့မိဘတွေကိုတရားဝင်အကြောင်းကြားတာမျိုးမလုပ်ဖို့စစ်ကောင်စီထိပ်ပိုင်းကနေတားမြစ်ထားပြီးသူတို့ပြောတာကတော့ယာယီအနေနဲ့အကြောင်းကြားတာမျိုးဆိုင်းငံ့ထားတယ်လို့ပြောထားပေမဲ့တကယ်တမ်းကတော့ တတသစ်တွေအများကြီးတေကုန်ကြပြီဆိုတာမြို့သတင်းထွက်တာ ਨੇ သူတို့အနေနဲ့တတသစ်စုဖို့ခတ်မှဆိုးတဲ့အတွက်သတင်းဖုံးထားတဲ့သဘောဖြစ်တယ်လို့တချို့စစ်မှုထမ်းတတသစ်တွေရဲ့မိဘတွေကလည်းသူတို့ရဲ့နှီးဆက်ရာကနေတဆင့်သူတို့သားသမီးတွေတည်ဆုံသွားပြီဆိုတာမျိုးသိထားကြတဲ့သူတွေလည်းရှိပြီးတော့စေကောင်စီကတရားဝင်အသည့်ပိတ်အကြောင်းကြားတာမျိုးတော့မရှိဘူးလို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်တစ်ဖက်မှာလည်းအရကတော့အင်းနဲ့ PDF ပေါင်းတက်တွေထိုးဖောက်ဝင်ရောက်နေတယ်။ဘကိုးတိုင်းကညောင်ကျိုးစကန်းသိန်းတိုက်ပွဲတစ်ခုတည်းမှာတည်း ်စစ်မှုထမ်းတပ်သားတွေအယောက်၁၀၀တက်မနည်းသေဆုံးကုန်ကြပြီလို့လေအဲ့ဒီတိုက်ပွဲတွေဒက်ကနေတော်လိုင်းတက်တွေစီထွက်ပြေးပြီးအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းအပစင်၆တပ်သားတွေနန်းလင်းသူဆိုတဲ့သူကရန်ကုန်ခေတ္တကိုပြောထားပါသေးတယ်ခင်ဗျာတဖက်မှာလေကချင်းပြည်နယ်ကဖားကတ်မြို့နယ်မှာဂျပန်စစ်ကောင်စီတပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာပြန်တဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကလေရင်နဲ့ပါပစ်ကူပေးနေရတဲ့အခြေအနေဖြစ်နေပြန်တယ်လို့ KNEC ရဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် ဒါကတော့မတ်လ22ရက်နေ့ကပဲဖကန်းမြို့နယ်မှာအချက်ဖက်စကောင်စီတပ်ကစစ်ကြောင်း3ကြောင်းခွဲပြီးဝင်ရောက်လာပြန်တဲ့အတွက်ကြောက်ဖြာနဲ့လဝကျေးရွာဘက်မှာ KIP တပ်ပူပေါင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေနဲ့ပါဘုံကျဲတိုက်ခိုက်နေရတဲ့အခြေအနေဖြစ်နေပြန်ပြီးလက်ရှိမှာလည်းတိုက်ပွဲကဖကန်းလမ်းမိုင်း3နေရာမှာဖြစ်ပွားနေတယ်လို့ KIA စစ်ရေးတရင်ရေးမိကပြောထားပါတယ်တစ်ဖက်မှာတော့ GNP ရဲ့ပူပေါင်းတက်တွေကဗမော်မြို့ကိုအပိသက်တိမ့်ပိုက်နိုင်မှုအတွက်အပြင်းထန်ထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေဇက်တိုက်ကိုပြင်းထန်နေသလိုစစ်ကောင်စီဘက်ကအဲ့ဒီဗမော်မြို့အတွက်မြေပြင်စစ်ကူမပေးနိုင်တဲ့အတွက်ဖာကန်ဘက်ကနေစစ်ရေးလှုပ်ရှားလာတဲ့သဘောဖြစ်ပြီးအခုတော့အဲ့ဒီဖာကန်ဘက်မှာပါစစ်တပ်ကလေကြောင်းပစ်ကူတွေပေးနေရပြန်တာဖြစ်တယ်လို့စစ်ရေးသတင်းရင်းမြစ်ကတုံ့သက်ပြောဆိုထားပါသေးတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းကပကံညောက်ဦးလက်မိုက်မှာ အင်စီကနဲ့လာတဲ့အချက်ဖက်စကောင်စီလက်အောက်ကံပြူစော့တီဇော်မြင့်နဲ့အောင်စိုးဝင်းဆိုသူတို့နှစ်ဦးကိုတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးနိုင်ခဲ့ပြီမဲ့ခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရင်းနဲ့ပဲနှစ်ဦးစလုံးသေကုန်ကြပြီလို့ပကံဘိုချို PDF တာဝန်ခံရဲဘော်ရက်ခါကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲပကံညောင်းလက်မိုက်မှာအင်စီကနဲ့လာတဲ့အချက်ဖက်စကောင်စီလက်အောက်ကံတန်တမင်ဂျေယွန်နီပြူစော့တီဇော်မြင့်နဲ့စုပုတ်ကုံဂျေယွန်နီပြူစော့တီအောင်စိုးဝင်းဆိုသူတို့နှစ်ဦးကို ဒေါ်လာရေးတက်တွေကတတိယကန်စာရွက်စာဒန်းတွေနဲ့အတူအရှင်ဖန်းစီနိုင်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီမှာပြူစောတီဇော်မြင့်နဲ့အောင်စိုးဝင်းဆိုသူတို့နှစ်ဦးဟာဒေါ်လာရေးတက်တွေစစ်စစ်မင်းမြတ်တဲ့အချိန်သူတို့ကိုယ်တိုင်စစ်ကောင်စီရဲ့ကပ္ပဆာ21ကနေကြီးစံ9000ကိုပကုတ်ကူမျိုးတက်မှတရားတစ်ထဲပို့ဆောင်ပေးခဲ့တယ်လို့ထွက်ဆိုပြီးတာနဲ့ခုခံပြီးထွက်ပြေးတဲ့အတွက်ဒေါ်လာရေးတက်တွေကပစ်ခတ်ဖန်းစီရင့်နေပဲနှစ်ဦးစလုံးပွဲချင်းပြီးတွေကိုတေကုန်ကြပြီလို့ပကံဘိုဂျိုပီတီအတော်ဝန်ခံရဲဘော်ရက်ခတ်ကပြောထားပါတယ်ခင်ဗျာ စကိုင်းတိုင်းကအချက်ဖတ်စကောင်းစီရဲ့မုံရမြုတ်နဲ့ခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဒဲကတိုင်းစစ်ဌာနချုပ်ရုံနဲ့ရဟယင်ကွင်းကိုတော်လိုင်းပူပေါင်းတပ်တွေကတရက်ခွန်မမရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့မတ်လ23ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအချက်ဖတ်စကောင်းစီရဲ့မုံရမြုတ်နဲ့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဒဲမှာရှိတဲ့တိုင်းစစ်ဌာနချုပ်ရုံနဲ့ရဟယင်ကွင်းကိုတော်လိုင်းပူပေါင်းတပ်တွေကရှော့တိုက်ဒုံး၃လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း ရှော့တိုက်တုံးသုံးလုံးတည်းကနှလုံးကတော့ပြစ်မှတ်အတွင်ကြောက်ရွံ့ပောက်ကွဲသွားတဲ့အတွက်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေရှိနိုင်ပြီးအသေးစိတ်အခြေအနေကိုဆက်လက်စုံစမ်းနေတဲ့အတွက်ထုတ်ပြန်ပေးပါမယ်လို့လည်း BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အချက်ပစကောင်စီတက်ကနထိုးကြီးမြင့်ကြံရေစုံနဲ့မြိုင်မြို့နယ်တွေမှာရှိတဲ့ကျေးရွာတွေကိုညအချိန်လေးကြောင်းတိုက်ခိုက်မှုတွေကြောင့်နေအိမ်တွေအမြောင်များမိလုံပြကြသွားသလိုအရတားပြည်သူတို့အုပ်လည်းတေဆုံထားတယ်လို့ ဒေသခံတည်ရင်မြင့်နဲ့ we left မြိုင်အဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့မတ်လ22ရက်နေ့နဲ့23ရက်နေ့ညပိုင်းမှာပဲ။ဒတို့ကြီးမြို့နယ်တက်ကလက်ဝဲမြင့်ကြီးကျေးရွာမြင်းကြံမြို့နယ်ကတော့ပုကျေးရွာမြိုင်မြို့နယ်ကဥယင်ရွာနဲ့ရေချိုမြို့နယ်ကဂွေးကုံကျေးရွာတွေကိုအချမ်းဖက်စကောက်စီတက်ကဆက်တက်လေဒီတွေပါအတုံးပြူပြီးလေချောင်းကနေပုံကျဲတိုက်ခိုက်မှုတွေလုပ်သွားတယ်ဆိုပါတယ်။အဲ့ဒီလိုအချမ်းဖက်စကောက်စီတက်ရဲ့လေချောင်းတိုက်ခိုက်မှုကြောင့် ဘုံချက်ခံရတဲ့ဂျေရီကနေအိမ်တော်တော်များများမိလောင်ပြချခဲ့ရတဲ့အပြင်ဥယျင်ရွာဘုံကြီးကျောင်းနဲ့ထိခိုက်ပျက်စီးထားပြီးနောက်ထပ်အရသာပြည်သူတို့ဥပါသေဆုံးခဲ့ရတယ်လို့ဒေတာသတင်းရင့်မြစ်နဲ့ဝီလက်မြိုင်အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့ထိုင်းနိုင်ငံမှာကျင်းပတဲ့ထိုင်းလွတ်တော်ရဲ့မြမအရေးဆွေးနွေးပွဲမှာ MGC ရ PH လွတ်တော်ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပြီး လက်ရှိထိုင်းနိုင်ငံမှာအကြောင်းမျိုးမျိုးကြောင့်ဖမ်းဆီးခံရတဲ့မြန်မာပြည်သူတွေကိုအကြမ်းဖက်စစ်ကောင်စီလက်ထက်ပြန်လည်လွှဲပြောင်းတာမျိုးတွေမပြုလုပ်ဖို့ CRPH ကတင်ပြတောင်းဆိုခဲ့တယ်လို့ CRPH ကိုယ်စားလှယ်တဦးကရန်ကုန်ခေတ်တကိုပြောပါတယ်။ဒါကတော့မတ်လ22ရက်နေ့ကနေမတ်လ23ရက်နေ့အထိထိုင်းနိုင်ငံမှာကျင်းပတဲ့ထိုင်းလွတ်တော်ရဲ့မြန်မာအရေးဆွေးနွေးပွဲမှာအယုံကြည် CRPH ပြည်အောင်စုလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ CRPH အတွင်ရေးမှူးဦးထွန်းမြင့်အလို့သမားရေရာကော်မတီဥက္ကဋ္ဌဦးအုပ်ကမင်းနဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီဝင်ဦးအားကမြို့ထက်တို့တက်ရောက်ခဲ့ကြတယ်ဆိုပါတယ်။အဲ့ဒီဆွေးနွေးပွဲအတွင်းလက်ရှိထိုင်းနိုင်ငံမှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာပြည်သူတွေပါဝင်အကြောင်းမျိုးမျိုးနဲ့ဖမ်းဆီးခံရတဲ့မြန်မာပြည်သူတွေကိုအကြမ်းဖက်စစ်ကောင်စီလက်ထက်ပြန်လဲလွှဲပြောင်းတာမျိုးမပြုတ်လို့ဖို့အပြင်အဲ့ဒီလိုစစ်ကောင်စီလက်ထက်လွှဲပြောင်းခံရတဲ့မြန်မာပြည်သူတွေဟာလူခွင့်ရေးတွေတင်မကအသက်အန္တရာယ်တွေပါစွန့်ရတဲ့အတွက်ဒီလိုလောက်ရမျိုးတွေကိုထိုင်းနိုင်ငံဘက်ကရပ်တန့်ပေးဖို့နဲ့အကယ်လို့ မဖြစ်မနေမြန်မာပြည်သူတွေကိုပြန်လဲလွှဲပြောင်းရမယ်ဆိုရင်လေအမျိုးသားညီညွတ်အစိုးရ NUG CRPH ကိုစားပြုကော်မတီတွင်နဲ့ဒိုင်းနာအဖွဲ့ဇီးတွေစီကိုတာလွှဲပြောင်းပေးဖို့တင်ပြတောင်းဆိုခဲ့တယ်လို့ CRPH ကိုစလေတအုပ်ကပြောထားပါတယ်။အဲ့ဒီလိုထိုင်းနိုင်ငံမှာပြုတ်လုတဲ့မြန်မာရေးဆွေးနွေးပွဲကိုတော့ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့ဇီးတွေကပုတ်ကိုရီနိုင်ငံတကာအတိုင်းဝိုင်းနိုင်ငံရေးနယ်ပယ်အသီးသီးကပညာရှင်တွေမြန်မာနိုင်ငံကတိုင်းရင်းသားအဖွဲ့ဇီးတွေလူအခွင့်ရေးအဖွဲ့ဇီးတွေအပါအဝင်အာဆီယံဒေတာတွင်လွှတ်တော်ကိုယ်စားလှယ်တွေအကုန်တက်ရောက်ကြတဲ့ပွဲဖြစ်တဲ့အတွက် အဲ့ဒီဘက်မှာ AMGC ရ PH ကိုစလဲတွေတက်ရောက်ခွင့်ရပြီးမြမအရေးကိုပုံပွင့်လင်းလင်းဆွေးနွေးခဲ့ကြတာကြောင့်ထိုင်းလွတ်တော်နဲ့အစိုးရဘက်ကမြမအရေးနဲ့ပတ်သက်ပြီးလက်တွေ့နဲ့ကိုက်ညီတဲ့မူဝါဒတွေပေါ်ပေါက်လာစေဖို့ညှော်လင့်ထားပါတယ်လို့လည်း CRPH ကိုစလဲတဦးကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ